အာဆင်နယ်ကိုချန်ပီယံလိမရဘူးလို့စားနောက်နေတဲ့သူတွေနောက်နေ့ကစပြီးစားလို့ရမှာမဟုတ်တော့ဘူးပရိသတ်များလုံးပဲမိပါဗျာရှင်နန်ထက်ဆန်အိုက်ဘက်ခွန်ရှိကိုမောင်ဖိုင်စစ်ပတင်းစားပိတ်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်အာဆင်နယ်ကိုချန်ပီယံလိမရဘူးလို့ဆိုပြီးဝိုင်းစားနေတဲ့သူတွေဒီနေ့ဝအောင်စားထားရမှာပါဘာလဲဆိုရင်တော့နောက်ကနေစားပြီးအာဆင်နယ်ကိုချန်ပီယံလိမရဘူးလို့ဆိုပြီးစားလို့မရတော့ပါဘူးဒီနေ့အာဆင်နယ်ကချန်ပီယံဖြစ်မဲ့နေ့ဖြစ်သွားပြီဖြစ်ပါရင်လက်ရှိခြေစွမ်းနေထားတဲ့အာဆင်နယ်ကိုဘယ်အသင်းမှတားဆီးနိုင်မယ်လို့တော့မထင်တော့ပါဘူးဒါကြောင့်ဆင်ပြန်ကြည့်ကိုချန်ပီယံလိကလောက်အမှုလို့တော့ရှုကြမရှိဘူးဆိုပြီးစားနေတဲ့သူတွေဝအောင်စားထားကြဖို့စဉ်းစားနေတည်ပေးလိုက်ပါရင် အာဆီယံတရားသည်ဥရောပပြိုင်ပွဲအကောင်းဆုံးအသင်းဖြစ်ပါရင်ဥရောပပြိုင်ပွဲတွေဟာရှုံးမဲ့လောက်မှရှိသေးတယ်လို့ရာလုံးပြည့်နိုင်ပွဲပုံပေါ်ထားနိုင်တဲ့တည်တဲ့သောအသင်းလေးဖြစ်ပါရင်6ဝဲကစားပြီးချိန်မှာအာဆီယံ6ဝဲစလုံးအနိုင်ရထားပြီးခန်းစစ်ကလည်းပေးကိုတကိုပဲရှိလာဖြစ်ပါရင်တိုင်းစစ်ကစုစုပေါင်း18ကောသွင်းထားပြီးတပွဲကိုပြင်းမြအသုံးကိုနည်းနည်းသွင်းယူထားနိုင်တာပဲဖြစ်ပါရင်ချမ်းထော်လို့နေတဲ့အာဆီယံပဲလို့ဆွေးနွေးမှာဖြစ်ပြီးခန်းစစ်ကလည်းတုံးမပေါက်တယ်လို့တိုင်းစစ်ကလည်းဂုံးပြူနေတာပဲဖြစ်ပါရင်အာဆီယံလို့ဒါတော့မှလူမဆုံးမဲတန်ရာပြဿနာတွေများပြားနေတာပါလူသားဆုံးလို့ကတော့ဘာပြောကောင်းမလဲဆိုတော့ပြိုင်မဲ့တွေကြောက်တူပါတုံနေရတော့ပါပြီ ကောင်းမောင်းကြီးနဲ့မာရိုအကေကဒီပွဲမှာအာဆင်နယ်အတွက်အဓိကဆက်ဆောင်ဖြစ်ခဲ့ပါတယ်။ဟန်ချွတ်တော်ရသွားနိုင်ခဲ့ပြီးသူ့ရဲ့လိန်ခေါင်းဆွမ်းရည်နဲ့မထင်မှန်ထားချိန်ကန်သွင်းချက်တို့ကိုပေါင်းစီပြီးပြန်မဲ့ကိုဒုက္ခပေးခဲ့တာပါ။ဂိုးကသာလုံးတော့တရားသည့်ချန်ပီယံလိရဲ့အကောင်းဆုံးသွင်းကိုဆုတောင်းရသွားနိုင်ခြင်းရှိပါတယ်။တရားကတော့ဒီဘက်ချန်ပီယံလိရဲ့အကောင်းဆုံးသွင်းကိုဆုတောင်းတော့အမှန်ပဲဖြစ်ပါတယ်။ခွဲနဲ့မှာဘောလုံးရချိန်မာရိုရီကီကတောက်လျှောက်ဆွဲပြေးလာတာပါ။ကလပ်ဘရုကေကစားသမားတွေလိုက်ဖျက်ပေးမယ်ဖျက်လို့မရခဲ့ပါဘူး။မာရကီကဂိုင်30အကွာမှာဘယ်ဂျင်နဲ့ကန်သွင်းခဲ့ပြီးအပေါ်ကြောက်သေးကိုကွက်တီးပါပဲ။ကန်ချက်ကကောင်းလွန်လာကြောင်းကိုသမားလည်းဘာမှမတက်နိုင်ခဲ့ဘူးဖြစ်ပါရင် နောက်နဲ့ဦးဆောင်ကိုလည်းမာရကီကပဲကွင်းလင်လို့ဆိုပြီးမှနေမှာတင်ပြမှုကနေလွတ်လွတ်ကျွတ်ကျွတ်ခေါင်းတောက်တင်းသွားခဲ့တာဖြစ်ပါတယ်။မာရကီကအာဆန်နယ်အတွက်ဝင်ကစားပေးနိုင်တဲ့အချိန်တိုင်းဖြေဆွမ်းပြနိုင်ခဲ့တယ်လို့စာကမရှိချိန်မှာအကောင်းဆုံးအစားထိုးမှုဖြင့်အသုံးတော်ခံနေနိုင်တာဖြစ်ပါတယ်။အာဆန်နယ်အတွက်နောက်ချက်ဂိုးကတော့မာတင်နယ်လီကတွင်းယူလို့ပေးသွားခဲ့တာဖြစ်ပါတယ်။မာတင်နယ်လီတွင်းသွားတဲ့ဂိုးကလည်းအတော်လေးကိုလာပြီးမာရကီလိုဂိုးလိုမျိုးလို့ဆိုရမှာဖြစ်ပါတယ်။ပရိုင်းမှာအပိုင်ခွေးတွေဖြုံးလို့တောက်လျှောက်အစဲခံလာတဲ့မာတင်နယ်လီကလက်လက်ပပတွင်းကုန်းနဲ့ပရိသတ်တွေကိုအမြတ်တော်ပြေးစီခဲ့တာဖြစ်ပါတယ်။ဒီတွင်းကုန်းနဲ့မာတင်နယ်လီကဆန်ကြီးကောင်းတစ်ခုလည်းတင်နိုင်ခဲ့ပါတယ်။ ဒါကတော့ဒီကအာဆင်နယ်အသင်းရဲ့တမိုင်းတက်ရှောင်းချန်ပီယံလိမ်မှာ၅ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ပထမဆုံးစားမဆန်ကြီးတင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။အာဆင်နယ်တို့ကတော့ချန်ပီယံလိမ်မှာပန်းပန်လို့နန်းဆန်နေစေဖြစ်ပါတယ်။ဒီအနေထားနဲ့ဆိုရင်တော့အာဆင်နယ်ဟာချန်ပီယံလိမ်ပလောက်ကိုအရယူနိုင်ဖို့ကောင်းကောင်းချီးလာလာကောင်းနေပါပြီ။အာဆင်နယ်အနေနဲ့၆ချောင်းသင်းစင်ကိုတိုင်းရိုက်တက်လန်းနိုင်ဖို့ကလည်းထင်ကြသလောက်ရှိနေပါပြီ။အာဆင်နယ်အနေနဲ့ချန်ပီယံလိမ်ပလောက်အသင်းတမိုင်းတက်ရှောင်းကိုပထမဆုံးအကြိမ်ရောက်သွားနိုင်မလားဆိုတာဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပဲနောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ